အားလုံးပဲမင်္ဂလာပါရှင်နန်းဒစီ channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အလင်းရိပ်ပါတင်နိုင်တိုးရဲ့အပူပိုင်းဒေတာ ਈ OA စပုတ်ပါဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အပူပိုင်းဒေတာ ਈ OA စပုတ်ပါ အပိုင်း1 တမိုင်းထဲကပုတ်ပါနေတမိုင်းထဲတွင် ပုတ်ပါတောင်ကျောင်းနှင့်ပတ်သက်၍ပကံခိဥကာလာကပင်မှတ်တမ်းမှတ်ရများစတင်တွေ့ရှိရ၏ထူးခြားချက်တစ်ရက်မှာပုတ်ပါတောင်ကိုမြမရာဇဝင်ကျမ်းများ၌နတ်တောင်ဟူ၍ခေါ်ဝေါ်ရေးသားကြခြင်းဖြစ်ပါသည်တမိုင်းဥကာလာကပင်ရင်းဒေသ၌စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသူများနေထိုင်ခဲ့ကြသည် ထိုစဉ်ကာလကလေးကတီးနံသားငါပေါများရေးအတွက်ပုတ်ပါတောင်ဝင်းကျင်တွင်နေထိုင်ကြသူများကပုတ်ပါကိုနတ်တောင်ကြီးတစ်ဖွဲကိုးကွယ်နေခဲ့ကြဟန်တူပေသည်မြမသမိုင်းတလျှောက်ပုတ်ပါနှင့်ဆက်လင်း၍ခေဆက်ဆက်မှတ်တမ်းတင်ခဲ့ကြသည့်ရာဇဝင်မှတ်တမ်းများသည်ကများစွာစိတ်ဝင်စားစရာကောင်းလာပါသည်မြမရာဇဝင်ကျမ်းများအလိုရ ပထမဆုံးပကံမင်းနေပြည်တော်ကြီးကို ခရစ်နှစ်109ခုနှစ်တွင်သမုဒ္ဒရမင်းကယုံလွတ်ကျွန်းအရ၌စတင်တည်ထောင်ခဲ့သည်ရာဇဝန်သားကာလိနီချန်းအရာဆိုပါမူယုံလွတ်ကျွန်းဟူသည်အေရီမြစ်ကမ်းဘေး6မိုင်ခန့်အကွာရှိ တူရင်တောင်အခြေအရှိဘက်နေရာဖြစ်၏ပထမပကံတွင် မင်း6ဆက်အုပ်ဆိုးပြီးနောက်9ဆက်မြောက်တေလေကြောင်မင်းလက်ထက် ခရစ်နှစ်344ခုနှစ်၌တိရိပစ္ဆယမြို့တော်အစ်စ်ကိုတည်ထောင်လိုက်ပါသည်ဇဘူဒီပဥဆောင်ကျွန်းတွင်တိရိပစ္ဆယမြို့မြီဤယန္နာမိုးရွာဤယင်းဒီတွင်မဟာဂိရိနတ်ဖြစ်ဤပုပ်ပါမြို့တောင်မှထားဤဟူ၍တွေ့ရှိရပါသည်အเจ้าရာ ဖော်ပြမှုကရှုပ်ထွေးနေတော်လဲတိရိပစ္ဆယမြို့တီမင်းလက်ထက်တွင် မဟာဂီရိနတ်ဟူ၍ပေါ်ပေါက်လာက၎င်းနှယုတ်များကို ပုပ်ပါမျိုးတို့စောင်းယူထားရှိကြောင်းဖော်ပြလိုရင်းဖြစ်သည်ထို့ကြောင့်မြမရာဇဝင်ကျမ်းများ၌အစောဆုံးတွေ့ရှိရသောမှတ်တမ်းမှာဒုတိယပုဂံခေတ်တေလေကြောင်မင်းလက်ထက် ခရစ်နှစ်344-389မှတ်သားချက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်ပကံမြင်တေလေကြောင်မင်းသည်အေယော်ရီမြစ်ကြောင်တလျှောက်တကောင်းမှပကံတို့မျောပါလာသည့် စကားပင်တုံးကြီးကိုဆဲယူကနတ်မောင်နှမရုတ်ထုလို့ကိုးကွယ်ခဲ့သည်ဆို၏ထို့နောက်ပုပ်ပါတောင်သို့ပို့ဆောင်ကနတ်ကွန်းဆောက်လို့ပူဇော်ပတစီခဲ့သည် ထိုခေတ်အခါကပကံမင်းတို့အနေဖြင့်မိဖုရားသားတော်သမီးတော်မူးမတ်အစုံခြံရန်လျက်နှစ်စဉ်နတော်လတိုင်းပုပ်ပါသို့သွားရောက်ကနတ်ပွဲသဘင်ကျင်းပခဲ့ကြသည်ဆို၏နတ်ပူဇော်ပတရာ၌ ရစ်ပူဇော်ဒလေလဲရှိခဲ့ဟန်တူပါသည်ယင်းနတ်မောင်နှမတို့သည်ကပုပ်ပါဤအူးဆုံးနတ်များဖြစ်ကြသောဘဘဲမောင်တင့်တယ်မောင်နှမနတ်များဖြစ်ကြ၏နတ်ယုတ်ထုများကို ရွှေဖြင့်ရေးနှိပ်ထားသည်ဟုလဲဆိုပါသည် ပုတ်ပါမောင်နှမနဲ့ယုံများ ပုတ်ပါဒေတာတို့ရောက်ရှိလာချိန်မှစ၍မြမာတို့ဤနတ်ကိုးွယ်မှုဒလိကျဲပြန့်စွာဖြစ်ပေါ်လာခဲ့၏အုတ်ချုပ်သူဘရင်မင်းမြတ်ကိုယ်တိုင်အတိမတ်ပြုထားသဖြင့်နိုင်ငံဆောင်နတ်ကိုးွယ်သူတဦးချင်းအတွက်အိမ်ဆောင်နတ်လည်းဖြစ်လာကြောင်းယနေ့တိုင်မြမာနတ်လောကတွင်အရေးပါဆုံးသောနတ်တို့ဖြစ်လာကြောင်းသမိုင်းပညာရှင်တဦးကဆိုပါသည် ထို့ပြင်မြမစာပေသမိုင်းတွင်ယင်းတေလေကြောင်မင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့သည်ဆိုသော ပုပ်ပါနတ်တောင်လင်္ကာကိုအစောဆုံးမြမကပြားတပုတ်အဖြစ်ဖော်ပြလေရှိကြ၏၎င်းလင်္ကာမှာ အောက်ပါအတိုင်းဖြစ်သည်ပုပ်ပါနတ်တောင်လင်္ကာတိုးကလေးပုပ်ပါနတ်တောင် အခောင်မြင့်ဖြာစုံတော်ပြားဝဲနန့်ကြားဆိုင်လွင့်ခါတံပွင့်သည် ရွှေနှင့်ယူမှာ ပန်းစကားတိုးကလေးစကားပွင့်နဲ့နိုင်တဲ့နိုးသည်ရဲမျိုးသမီးမောင်ကြီးနှမညက်လှပြစဉ်မဲ့သည်ပင်သည်ခရီးသာတိုးကလေးမြိတ်လွတ်စုလဲအငယ်တဲကကျွမ်းဝင်ကြသည် မွေးပတူရင် မျိုးသည်မင်းနှင့်ချစ်ချင်းစုယုံတတ်ထက်ဆုံးသည်နှလုံးမချဆောင်တရားဆွေမိမင်းမျက်တော့နေစဉ် ယထေးဖြင့်နှင့်ကျိုင်းစင်မြဝါမတ်ကြီးလျာကိုမေတာကြိုက်မိတူမရှိဟူ၍ဖြစ်သည်ပုပ်ပါနယ်မြေသည်ဘရင်မင်းမြတ်ကိုတော်တိုင် အလေးကယူပြုရသောနတ်ကိုကွယ်မှုကြောင့်အရေးပါလာတကယ်သို့ နိုင်ငံရေးအရလည်းအရေးပါသောဒေတာတစ်ခုဖြစ်လာပါသည် ပထမပုဂံမင်းဆက်ဤ20ဇက်မြောက်စောယဟန်မင်းသည် ခရစ်နှစ်640ခုနှစ်တွင်ပုဂံဘရင်အဖြစ်နမ်းတက်လာပါသည် ယင်းစောယဟန်မင်းဒီကပုပ်ပါအရက်သားဖြစ်ပြီးပုပ်ပါနယ်ကို အခြေပြုကပကံထီးနှန်းကိုရရှိခဲ့ခြင်းဖြစ်လေသည် ပုပ်ပါစောယဟန်သည်မင်းမျိုးမင်းနွယ်အထဲမှမဟုတ်ဘဲတာမန်အရက်သားမှဘရင်ဖြစ်လာခဲ့ခြင်းဖြစ်ပါသည်ထို့ကြောင့်လဲပုပ်ပါမဟာဂီရိနတ်ကသူနှင့်အဆက်အဆံမရှိ စကားမဆိုကြောင်းမြမရာဇဝင်ကျမ်းများက ဆိုပါသည် ပုပ်ပါနယ်သည်နောယထာမင်းကွင်းစာကွင်းပိတ်တထောင် 44-1089လက်ထက်တွင်ပုံမိုအေးပါလာခဲ့ဤအနောယထာမင်းသည်ဘရင်မဖြစ်မီကပင်အမိကွဲနောင်တော်ဆုတ်ကတေးကိုတိုက်ခိုက်ရန်ပုတ်ပါအရအာအခြေပြုကလက်နက်လူသူစုယုံခဲ့ရဤအနောယထာဤသူရဲကောင်း၄ဦးအနက်တဦးအပါဝင်ဖြစ်သော ငလုံးလက်ဖဲသည်ပင်လင် ပုတ်ပါအရတားဖြစ်ပါသည် အနောယထာသည်ဘရင်ဖြစ်လာပြီးနောက်ပုတ်ပါဒေတာကို တိုးတက်ဖွံ့ဖြိုးမှုရှိစေရန်ဆောင်ရွက်ခဲ့ဟန်တူဤ ကြံစစ်သားမင်းဝင်းစာဝင်းပိတ်1084 1133လက်ထက်မြမရာဇဝင်မှတ်တမ်းများ၌လဲမဟာဂီရိနတ်သည်ကြံစစ်သားနှင့်အချိန်ချင်းစကားပြောဆိုခဲ့ကြောင်းဖော်ပြကြသည်ထူးခြားသည်ကကြံစစ်သားကိုဆက်ခံသည့်မြေတော်အလောင်းစီသူဝင်းစာဝင်းပိတ်1133 1260မင်းအကြောင်းရေးသားဖော်ပြမှုဖြစ်သည့်အလောင်းစီသူ၏ဆရာများအကြောင်းဖော်ပြရာ၌ရှင်အရဟံစိန်ညက်မင်းသားတော်မဟာထေရှင်အာနန္ဒာတို့အပြင်မဟာဂိရိအမည်ကိုပါထည့်သွင်းဖော်ပြထားလေသည်မဟာဂိရိနှင့်ရေးပါမှုက စိတ်ဝင်စားဖွယ်ပင်နရပတိစီသူမင်း1184-1231လက်ထက် ကြောက်စာတစ်ချက်၌လည်းပုပ်ပါအမည်ပါဝင်လာပြန်၏ရင်းသမိုင်းမှတ်တမ်းမှကြောက်စာမှာမူလထိုးကြောက်စာတစ်ချက်မဟုတ်သည့်တိုင်အဖြစ်အပျက်မှန်တစ်ခုကို အခြေပြုရေးထိုးခဲ့ကြောင်းမှန်းဆရသည်ကြောက်စာကိုတထုံမင်းကြီးသားတော်သူတမရဲ့သားတော်အတဝတ်ဓမမင်းသည်တိရိထရိဘဝနာဒိတရပဝရဓမ္မ ရာဇာဒီရဲ့မိတော်ရှိသောနရပတိစီသူမင်းကြီးရွှေလောင်းတော်ကိုပုတ်ပါရက်သို့ဝှက်ပေ၏ဟုအစပြုထားပါသည်တထုံမင်းကြီးဟူသည်မနုဟာဘရင်ကိုဆိုလိုရင်းဖြစ်ပါသည်မနုဟာဘရင်ဤသားတော်သူ့ဓမ္မရဲ့၎င်းသားအတဝတ်ဓမ္မသည်နရပတိစီသူမင်းကြီးပိုင်ရွှေလောင်းလှေတော်ကိုပုတ်ပါရက်၌သွားရောက်ဝှက်ထား၏ကြောက်စာ၌ဆက်လက်ဖော်ပြရာတွင်နရပတိစီသူမင်းကြီးမိန်ဤ အတဝတ်ဓမာရွှေလောင်းကိုယူချေကိုကိုထမင်းဝအောင်ကျွေးမီဟူ၍မိန်၏အတဝတ်မင်းလဲရွှေလောင်းတော်ကိုယူချေ၏ရွှေလောင်းတော်ကိုရောက်ပြီးဟူ၍လျှောက်တော်တမိတော်ရွှေအိမ်သည်နှင့်လဲအတဝတ်ဓမာသားနာဂတမန်းနှင့်ပေးစားတော်မူ၏စာကြေးကျွန်ရွာလဲများစွာ ပေးတော်မူ၏ဟုတွေ့ရှိရသည် ပုပ်ပါရ၌ဟွက်ထားသည့်လှေကို ပြန်အပ်ရာမှာ အတဝိဓမ္မာဤသာ နာဂတမန်းမှာဘရင်သမီးတော်နှင့်လက်ဆက်ခွင့်ရရှိခဲ့ခြင်းဖြစ်လေသည်။ပကံခေတ်ကာလအတွင်းပုပ်ပါဒေတာနှင့်ပတ်သက်သောမြမရာဇဝင် ကျမ်းများဤနောက်ဆုံးဖော်ပြချက်ကဥစနာမင်းတွင်စာတွင်ပိတ်1249-1256လက်ထက်မှတ်တမ်းပင်ဖြစ်ပါသည်။ရင်းမှတ်တမ်းတွင်ဥစနာမင်း နဒေါ်လ၌မဟာဂီရိနတ်မောင်နှမကို ပူဇော်ရန်ပုပ်ပါတောင်သို့ တက်လာရာ စိတ်ထင်းကမ်းဖြူရွာ၌ပန်းတပင်မှအပွင့်သုံးမျိုးပွင့်ချောင်းကြားရ၍ဝင်ရောက်ကြည့်ရှုခဲ့သည်ပန်းတီတန်နှင့်ပန်းဆိုင်နေသော12နှစ်အရွယ်မိန်းမငယ်ကိုမြင်လျင်အစိမ့်ကနှင့် ပြေဆုံးသူဖြစ်သည်ဖြင့်နေပြည်တော်နေပြည်တော်သို့ခေါ်ဆောင်ယူက အမြဲခစားစေ၏ဟု၍တွေးရှိရသည် ပုပ်ပါအရက်သူမိမငယ်မှာနောင်တွင်မိဖုရားသောအမိခံပကံမိဖုရားကြီးဖြစ်လာခဲ့ရ၏တို့ကြောင့်လည်းပကံခိခရဲကပင် ပုပ်ပါဒေတာကအရေးပါခဲ့ခြင်းဖြစ်ပေလိမ့်မည်မြမရာဇဝင်ကျမ်းများကပုပ်ပါအကြောင်းမဟာဂိရိနတ်အကြောင်းချိန်ဖန်များစွာဖော်ပြနေသည့်တိုင်ပကံခိကြောက်စာမင်စာများ၌မူကတလုံးတစ်ပါးသားမြဖော်ပြထားခြင်းမရှိသည်မှထူးဆန်းလှပေသည် ပင်းရအင်းဝခိပုပ်ပါဒေတာသည်ပင်းရအင်းဝခိစာများထဲ၌မူပကံခိအကြောင်းစာများကလောက်မတွေ့ရတော့ပင်းရခိသမိုင်းတွင် ပုပ်ပါဒေတာနှင့်ဆက်ဆက်လျက်ရှိသည့်မဟာဂီရိအကြောင်းကိုတကြိမ်သာလျှင်တွေ့ရှိရတော်သည်ဤသည်ကသဂိုင်းဘီရင်အသင်ခရာစောယွန် 1315- 1329သည်နန်းတွင်း၌မဟာဂိရိနတ်ကို ပူဇော်ပတ်တာကြောင့်ပင်ဖြစ်သည် ်နောင်တော်တီဟတူသည်တကြိမ်တခါတွင်ညီတော်အသင်ခရာစောယွန်းအားလောက်ကြံရန်ငခင်ညိုဆိုသူ အမှုထမ်းငယ်တူအားနန်းတွင်သို့ တိတ်တဆိတ်စေလွတ်ခဲ့၏သို့သောငခင်ညိုကအခွင့်အခါမပေး၍ရုတ်တရက်အထမမြောက်ခဲ့သို့ဖြင့်စာလောင်မွတ်သိမ့်နေသောငခင်ညိုသည် ဗလိနတ်စာကို စားမိကမိမိ၏ထမင်းရှင်အသင်ခရာစောယွန်းကိုလှုပ်ကြံခြင်းမရှိဘဲပြန်လာသည့်အကြောင်း၌မဟာဂီရိနတ်အကြောင်းထဲ့သွင်းဖော်ပြထားခြင်းဖြစ်သည်။အင်းဝခေတ်တွင် ပုပ်ပါနှင့်ပတ်သက်၍တောင်ပုပ်ပါ စကားပွင့်ဟူသောအဲချင်းလင်္ကာတပုတ်ကို တွေ့ရှိရပါသည်။အဲချင်းမှာအောက်ပါအတိုင်းဖြစ်သည်။ပုပ်ပါတောင်သည် ရွှေတောင်တဲ့လီရွှေတောင်ပတ်ကုံ စကားပင်နှင့်ပန်းပင်ဖုံး တောင်လုံးရနံ့ကြိုင်စွာလေးပုတ်ပါတောင်တွင် nation နှစ်ပါးရွှင်ဆန်စားဘုံချဗိမာန်မြိုင်စွာလေးလှ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 ိုင်စွာစကားတောင်ပုတ်ပါစကားပြန့်ကြိုင်မြပန်းလှိုင်စွာလေးမောင်တော်ရေထက်မေမုတ်ရေဆယ်လေးတာစွာလေးဗိမာန်နန်းမှာထီးဆက်ကြဖြန့်ကအုတ်မိုးကာစွာလေးဟု၍ဖြစ်၏ ဤတွင်ဆီယာရောရှင်မဟာရထတာရခရစ်နှစ်1488ခုနှစ်တွင်ပြုစုခဲ့သည့်ဘူမိတ္တဇပောင်းပြုတုခါဝဟန်တာပြို့တို့မှာနတ်ကိုကိုယ်သူများအပေါ်ရှုံချပြစ်တင်ထားသောနတ်ဆန့်ကျင်ရေးစာပေများဖြစ်ကြလေသည်နတ်ကိုကိုယ်သူများကြောင့်သာသနာတော်ညှိုးနှွမ်းလာမည်ကိုမလိုလားသောကြောင့်ရင်းကဲ့သို့ရေးသားပြုစုကြခြင်းဖြစ်ဟန်တူပါသည်ဆရာတော်ရှင်မဟာသီလဝန်တ၏ ပရမတ္တတံဝေကခံပြို့တွင်လည်းနတ်ကိုးကွယ်မှုစန့်ကျင်ရေးနှင့်ပတ်သက်၍ထဲ့သွင်းဖော်ပြရေးဆက်ထားသည်ကိုတွေ့ရှိရ၏ဆရာတော်သည်နတ်ကိုးကွယ်ယုံကြည်မှုကိုမိစ္ဆာအယူဟုညွှန်းဆိုခဲ့၏သူဤတံဝေကခံပြို့တွင်ဆရာတော်ကနတ်လူမြမာတတဝါကိုကံတာအရင်ပြုဖန်စဉ်ဟုယူလင်းအစွာယခုမှာကချမ်းသာစင်းရဲ့နတ်ခပဲသည့် ပေးမြဲတို့မှာထင်မှတ်ရသည်မိษาယူမိယူစေသည်ဟု၍ပြဆိုပါသည် ရင်ပြုတ်ကြပြများကိုလိလအကဲခက်ကြည်လင်ပင်အင်းဝခိဤနတ်ကိုးွယ်မှုအခြေအနေကိုမှန်းဆနိုင်ပေလိမ့်မည်ဤတွင် ပုပ်ပါဟုသောဝေါ်ဟာရ မဟာဂီရိဟူသောဝေါ်ဟာရများသည်ပကံခိထက်စော၍ပေါ်ပေါက်ခဲ့ခြင်းမျိုးမရှိကြောင်းအဆိုတရက်လည်းရှိပါသေးသည်မဟာဂီရိဟူသည် ပါဠိဘာသာဖြင့်တောင်ကြီးဟူ၍အဓိပ္ပာယ်ရရှိပါသည်ရှေးခေတ်အခါကာလကပင်တဘာဝဘေးအန္တရာယ်များကိုကြောက်ရွံ့လျက်တကိုးရှင်အဖြစ်သတ်မှတ်ခဲ့ကြရာမှယင်းကိုးကွယ်ယုံကြည်မှုတရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပေလိမ့်မည်မြမရာဇဝင်ကျမ်းအများစုမှာအင်းဝခစ်တွင်မှ ပေါ်ပေါက်ခဲ့ပေရာပကံခစ်ကာလပုတ်ပါဤအရေးပါပုံကို အင်းဝခစ်ရာဇဝင်ဆရာများအနေဖြင့်အလေးပေးရေးသားကြတော်လဲအင်းဝခစ်၌မူအရေးအသားအတော်နှဲပါသွားသည်ကို တွေ့ရှိရ၏ဤဒီကဒဏ္ဍာရီပုံမြင်များနေရာတွင် ဖြစ်ရမှန်များအစားထိုးဝင်ရောက်လာမှုကြောင့်ဖြစ်လေသည်တောင်ကူခစ် အင်းဝခစ်တွင်ဆရာတော်ရှင်မဟာသီလဝင်သားနှင့်ရှင်မဟာရထသာရတို့ကသာသနာတော်ညွှန်းွှဲမိကိုစိုးရိမ်သဖြင့်ပြို့ကြပြများအတွင်နတ်ကိုးကွယ်မှုအယူမှားကိုစွန့်လွတ်ကြရန်ပညာပေးရေးဖွဲ့ခဲ့ကြသည်သို့သောအင်းဝမင်းနေပြည်တော်တွင် နေထိုင်ကြသူအချို့သာလျင်ယင်းအယူဝါဒကိုစွန့်လွတ်ခဲ့ကြဟန်တူပါသည်ကျေးလက်ဒေတာနိုင်မှုနတ်ကိုးကွယ်မှုရော့ပါသွားဟန်မရှိပေတောင်ငူခေတ်မတိုင်မီကာလအထိပုပ်ပါနတ်ကို ကျွဲနွားကြက်ဝက်များတက်ဖြက်၍ရစ်ပူဇော်သောဒလိရှိခဲ့ဟန်တူပါသည်ဗြင်းနောင်မင်းတရားကြီးကွင်းစာကွင်းပိတ်1550-1581လက်ထက်တွင် ရင်းအလေးအထကိုအမိန်တော်ထုံပြန်တားမြစ်ခဲ့သည်ကို တွေ့ရှိရ၏။တွင်သင်မဟာရာဇဝင်သစ်ဒုတိယတွဲတွင်ပကံရွာသားဆလီပုံခန်းနှင့်ညတယောက်တူရင်းတိုင်ကြောက်ပဒောင် နေသူတို့ကျွဲနွားကြက်ဝက်တက်၍ပုတ်ပါနှက်ကိုတစ်နှစ်တစ်ကြိမ်ပတပီးလျင်ခေါင်းကိုကျိုးနှင့်တည်၍အိမ်ရှိနတ်တို့ကိုဆွဲထားကြသော မိစာအယူကိုပယ်စေ၏ဟူ၍တွေးရှိရပါသည်။ဘုရင်တော်မင်းတရားကြီးအနေဖြင့်နတ်ကိုွယ်ယုံကြည်မှုကို နှိမ့်မြှုပ်ဟန်မတူသည့်အလျောက်ပယ်ဖြတ်နိုင်ရန်စူးစမ်းခဲ့သည်ကိုတွေးရှိရ၏။ညောင်ရန်ခေ ညောင်ရမ်းခေတမိုင်းမှတ်တမ်းများတွင်လည်းတခါတရံပုတ်ပါနယ်မြေအကြောင်းတစုံတစတွေ့ရှိရတတ်လေသည်ညောင်ရမ်းခေတွင် ပုတ်ပါတောင်ချိန်၌ပုတ်ပါမျိုးဟူ၍အထင်ရှားရှိနေပြီဖြစ်၏ပုတ်ပါမျိုးသည်ပကံခေကာလကလေးကပင်တည်ရှိခဲ့ကြောင်းအဆိုရှိကြသည် ပုတ်ပါမျိုးတွင်အနောရထာမင်းဘရင်မဖြစ်မီကခိတစိုးစံနေထိုင်ခဲ့ဘူးကြောင်းလဲဆိုပါသည်ယင်းပုတ်ပါမျိုးသည်ညောင်ရမ်းခေကာလတွင် မျိုးငယ်တစ်မျိုးအဖြစ်တွေ့မြင်ကြရပြီးဘီရင်မင်းမြတ်ကမိဖုရားကိုလုတ်တော်တို့ကိုကံကြွေးပေးရာမျိုးအဖြစ်လည်းရှုမြင်ကြရပါသည်။ညောင်ရန်ခေစနေမင်း1698-1934လက်ထက်ပုပ်ပါမျိုးကိုမျိုးစားအရာရရှိခဲ့သူကကက်သေးစော်ဘွားဟုန်တင်ခဲဤသမီးတော် နှင်းလုံခံဖြစ်သည်ကတဲ့စော်ဘွားသည်ခရစ်နှစ်1904ခုနှစ်တွင်မြမဘရင်ထံတမီးကညာဆက်တလူเจ้าဆက်ွယ်လျှောက်ထားကနှင်းလုံခံကိုဆက်တခဲ့ခြင်းဖြစ်သည်မြမကျူဇူရေးအဖွဲ့သည်ကတဲ့မင်းသမီးအား25ဇူလိုင်1904ခုနှစ်တွင်အော်ရူဝစခန်းသို့သွားရောက်ကျူဇူခဲ့ကြရသည်မင်းသမီးနှင်းလုံခံမှာထိုစဉ်က အသက်15နှစ်အရွယ်မြတာရှိပါသေးသည် စနေမင်းကကက်သဲမင်းသမီးကို ပုတ်ပါမျိုးစားအရာအနှင်းကကိုလုတ်တော်အဖြစ်မြောက်စားချီးမြှင့်သဖြင့်ပုတ်ပါကြော်ဟူ၍အမိတွင်ခဲ့လေသည်ယင်းပုတ်ပါမျိုးစားမင်းသမီးနှင့် စနေမင်းတို့မှသားမောင်ဖြူနှင့် မောင်မင်းတို့ကိုဖွားမြင်ခဲ့သည် ပုပ်ပါကြော်ကြီးသည်အင်းဝပြက်ချိန်၌အသက်အရွယ်ကြီးရင်နေပြီဖြစ်ပြီးဘကိုးဟန်တာဝရီတို့ပါသွားခဲ့ကြောင်းသိရှိရ၏ ညောင်ရန်ခေနောင်းကာလအင်းဝမင်းဆက်ဤနောက်ဆုံးဘရင်မဟာဓမ္မရာဇာဒီပတိမင်းလက်ထက်တွင်လဲကတဲ့မင်းသမီးတပါအားရင်းကဲ့သို့ပုပ်ပါမျိုးစားအရာပေးအပ်ခဲ့ကြောင်းတွေ့ရှိရသေး၏မဏိပူရစော်ဘွားဟုံသည်1948ခုနှစ်တွင် အင်းဝသို့လာရောက်ကသမီးတော်တပါဆက်တလူကြောင်းကံလန်းလာလေသည် ထိုမင်းသမီးမှာ အသက်၁၂နှစ်အရွယ်မြသာရှိသေးပြီးအင်းဝဘရင်က ကျိုးစိုလက်ခံကမဟာဒေဝီဘွဲဖြင့်ပုပ်ပါမျိုးစားအရာပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရလေသည်ကတဲ့မင်းသမီးမဟာဒေဝီသည် အင်းဝပြတ်သုံးစဉ်ပဲခူးဘရင်ထံလွှဲပြောင်းပေးအပ်ခံရပြီးထို၌သမီးတော်တစ်ပါးပင်ထွန်းကားခဲ့ကြောင်းသိရှိရပါသည်။ညောင်ရမ်းခေတ်တွင် ပုပ်ပါနှက်ကိုးွယ်မှုနှင့်ပတ်သက်၍အသေးစိတ်မသိရှိရတော့လဲ စိန်တကျော်သူဥဩကမူသူဤကဝိလက္ခဏာတပ်ပုံချမ်း၌မိစ္ဆာအာလုံးလွှမ်းပိတ်ဖုံတောင်ပြုံညီနောင်နန်းဟုဆက်ဆိုခဲ့လေသည်ကုန်းပောင်ခေ ကုန်းမောင်ခေဦးကာလတွင် ပုပ်ပါဒေတာနှင့်ပတ်သက်၍သမိုင်းအထောက်အထားများစွာမတွေ့ရပေ။မင်းအေဂရစ်တို့နိုင်ငံတော်ထူထောင်ရေးလုပ်ငန်းများနှင့်မအားလက်အောင်ရှိနေကြခြင်းစစ်မှတ်ထူပြောခြင်းတို့ကြောင့်ပုပ်ပါနှင့်အဆက်ပြတ်ခဲ့ကြဟန်တူ၏။သို့သောပြည်သူများအနေဖြင့်မူနှက်ကိုွယ်ယုံကြည်မှုကိုဆက်လက်လှုံ့ဆော်လာကြတဲ့ကဲ့သို့ပုပ်ပါနှင့်လည်းအဆက်ဆက်ရှိခဲ့ကြမည်မှာမလွဲပင် အလောင်းမင်းတရားကြီးနန်းတက်လာပြီးနောက် မင်းတရားကြီးသည် ပုပ်ပါမဟာဂရီနေယုံများမှနှမတော်နေယုံဤဦးကောင်းကိုငုံ၍ချွေချိန်ငါးပိတ်တာအားဆက်တာခဲလေသည် ထို့ပြင် ပုပ်ပါနတ်နန်း၌စောက်ရှောက်ရန်နတ်ထိန်ခုနှစ်နတ်ထိန်ခုနှစ်အိမ်ထောင်ကိုလည်းခန့်အပ်တော်မူခဲ့၏၎င်းနတ်ထိန်အဆက်အနွယ်များမှယနေ့တိုင်အောင်နတ်နန်းများအားဆက်လက်ထိန်သိမ်းဆောက်ရှောက်နေကြဆဲဖြစ်ပေသည် ဘိုးတော်ဖျား1982-1839သည်သာသနာတော်တန့်ရှင်းရေးပြန့်ပွားရေးလုပ်ငန်းများကို အာသွန်ခွန်ဆိုင်ဆောင်ရွက်ခဲ့သောဘုရင်တစ်ပါးဖြစ်ပါသည်ထို့သောဘိုးတော်ဖျားသည်ပင်နတ်ကိုးကွယ်မှုများနှင့်ပတ်သက်လျက်ရှိနေပေသည်ဘိုးတော်ဖျားသည်နန်းသက်တလျှောက်တွင် ပုပ်ပါဒေတာနှင့်ကင်းကွာ၍မနေမဟာဂိရိနတ်မောင်နှမကိုပူဇော်ပတ်သားမှုများရှိခဲ့သည်ကိုလည်းတွေ့ရှိရ၏ ပုတ်ပါနေသည့်အရေးကြီးသော အုပ်ချုပ်ရေးဒေသဖြစ်နေသဖြင့်စီယုံရေးအသွင်ဖြင့်ပားနက်လိမ်မာစွာအုပ်ချုပ်ခဲ့ခြင်းလည်းဖြစ်ဟန်တူပါသည်1984ခုနှစ်တွင်ငဘုံဤပုံကံမှုပေါ်ပေါက်ခဲ့ဤငဘုံသည်တဘုံတကံများနှင့်ပူပေါင်းကဘိုးတော်ဖျားကို တော်လံပုံကံခဲ့၏ငဘုံဒီကား ပုပ်ပါနေတာတူဖြစ်ပြီးပုပ်ပါ၌လောကီပညာရက်များကို အချိန်အတန်ကြာလေ့ကျင့်သင်ကြားတက်မြောက်ခဲ့သည်ဟုလည်းဆိုပါသည်ငဘုံဤပုံကံမှုနောက်ပိုင်းတွင်ဘိုးတော်ဖျားသည် ပုပ်ပါနေမှ ရာဇဝတ်ကျူးလွန်သူများကိုစစ်မြေပြင်သို့ပို့လွတ်ခဲ့လေသည်ခရစ်နှစ်1985ခုနှစ်တွင်ဘိုးတော်ဖျားသည်မဟာဂိရိနတ်မောင်နှမတော်အားရွှေစင်55ကျပ်သာဆက်သခဲ့သေး၏ ဗုဒ္ဓဘာသာကို အလွန်သက်ဝင်ယုံကြည်လေးရှိသောဘိုးတော်ဖျားအနေဖြင့်မဟာဂိနတ်ပူဇော်ပါတာခဲ့ခြင်းမှာ ပုပ်ပါးနယ်အပေါ်အလေးဂယူပြုနေခြင်းကို ပြဆိုပေသည်ထို့ပြင်ဘိုးတော်ဖျား၏အမိန့်တော်တရက်၌မဟာဂိရိနတ်အပါဝင်နတ်38မင်းတို့အတွက်ဆင်ဖြူတော်ရှာပေးရန်နှင့် ရှာဖွေမပေးနိုင်ပါကရာဇဝတ်တင့်မီဖြစ်ကြောင်းချင်းချောက်ထားသည်ကို တွေ့ရှိရ၏ ဘိုးတော်ဖျားလက်ထက်73ဇွန်1989ခုနှစ်တွင်မျက်နာရွှေချထားသောနတ်မောင်နှမပုံတော်များပုတ်ပါတို့ရောက်ရှိလာခဲ့ကြောင်းသိရှိရ၏နေပြည်တော်မှဗရင်အမိန်တော်အရပေးပို့ဆက်သလိုက်ခြင်းဖြစ်ပါသည်ခရစ်နှစ်1812ခုနှစ်မှတ်တမ်းတစ်စောင်တွင်မင်းမဟာဂီရိမောင်တော်နှမတော်တို့၏အစင်းတစားကြောက်မြက်ယရနာနှင့်ရွှေအလေးချိန်စရင်ကို အောက်ပါအတိုင်းတွေ့ရှိရ၏ဥယေအမည်ရွှေသားအလေးချိန်၁မောင်းတော်ရွှေမျက်နှာ26ချက်6မူတပဲ2ဘောင်းပန်း9ချက်6မူတပဲတမာရွက်9နဒောင်းရင်စုနှစ်ထက်တချက်တမူတပဲ4နှမတော်ရွှေမျက်နှာ24ချက်5မူ5 မြင့်ရစ်တရစ်ရှင့်မူ6စတုံးကြောက်စီရှစ်လုံးတင်ရှင့်မူ9စကြင်ကြောက်စီခုနှစ်လုံးတင် တမူ10ရွှေကူစိန်တောင်15 2ညက်9မူ9ဘဲပန်းသုံးသွဲ9မူ30ဇလဲအထက်နှပေါက်နဝယ်ကြောက်စီနှစ်ရစ်တမူ90ကျက် ခုနှစ်မူတပည့်ဘိုးတော်ဖျားလက်ထက်ခရစ်နှစ်1873ခုနှစ်တွင်မူပုပ်ပား၌ပြက်တနာတရက်ပေါ်ပေါက်ခဲ့သည်ယင်းပြက်တနာမှာ73ဇွန်1889ခုနှစ်ကဘိုးတော်ဖျားဆက်သားခဲ့သည့်ရွှေချထားသောနှယုတ်များမှရွှေအစစ်ယရနာများပျောက်ကွယ်ခဲ့ခြင်းဖြစ်ပါသည်။နှယုတ်မျက်နှာတော်ကို ရွှေတုရွှေရည်ဖြင့်သာအစားထိုးလိမ့်ချေထားကြောင်းတွေ့ရှိရ၏ 1989ခုနှစ်မှ1813ခုနှစ်အထိ24နှစ်တာကာလအတွင်းမြည်တို့မြည်ပုံ ဖြစ်ပွားခဲ့သည်ကိုမူမြည်သူမြမတိကြရပေ24ဧပြီလ1813ခုနှစ်တွင်ဆိုင်ယာအာနာပိုင်တို့ကယင်းအမှုကိစ္စကိုစတင် စစ်ဆေးမေးမြန်းပါသည်စင်ဆိုမေးမြန်းခြင်းခံရသူတို့က ပုပ်ပါမျိုးသူကြီးဦးစုမြို့နေနဲ့ထိန်များနှင့်ဦးမြတ်တာ ဥဆန်ရတို့ဖြစ်ကြ၏အာနာပိုင်တို့ကနတ်ယုံများကို ရှေ့တွင်ချကာအသေးစိတ်မေးမြန်းကြသည်သို့သော ပုပ်ပါမျိုးသူကြီးအပါဝင်စစ်မေးခံရသူတို့ကရွှေသားမျက်နာနှင့်နတ်မောင်တို့မှယုံများနေပြည်တော်မှ ရောက်ရှိလာခဲ့ကြောင်းကိုသာဖြေချားနိုင်ခဲ့ကြသည် ရွှေရီပုတ်ထားသောအဖြစ်တို့ပြောင်းလဲသွားရပုံကိုမသိကြညီတို့ဆိုစေကမူဘိုးတော်ဖျားသည်ဤကိစ္စနှင့်ဆက်လင်း၍ညီသူကိုမျှ အပြစ်မဖို့ပဲအမှုကိုပလက်စေခဲ့ဤထို့နောက်မောင်တော်အတွက် ရွှေ၄ချိန်30ကျပ်သာနမတော်အတွက်ရွှေချိန်25ကျပ်သာထပ်မံထုတ်ပေးကာပကံမြို့ဝင်အားကြီးကျက်လျက် ပုံတော်နှစ်ပုံကိုအစ်စ်ထပ်မံပြင်ဆင်ရွှေချစေခဲ့ပြန်ဤ၎င်းမိန်တော်ကို78 AB 1873ခုနှစ်တွင်တန်တော်ဆင့်နန္ဒကျော်ထင်မှတဆင့်ထုတ်ပြန်ခဲ့လေသည် ဘိုးတော်ဖျားကိုဆက်ခံခဲ့သည့်ကုန်းပေါင်မင်းများလက်ထက်တွင်လည်းပုပ်ပါနှင့်အဆက်ပြတ်မသွားမင်းနှုံမင်း1853-1858လက်ထက်ခရစ်နှစ်1859ခုနှစ်တွင်ရန်နာဘုံနန်းမြို့တော်တစ်ကြီးတည်ဆောက်သောအခါမြေနေရာခုတ်ထွင်ရှင်းလင်းပြီးနောက်နတ်များအားပူဇော်ပသစဉ်မဟာဂီရိနတ်နှင့်ရွှေပြင်းညီနောင်နတ်များကိုပါပူဇော်ခဲ့ကြ၏ ထိုစဉ်ကမဟာဂိရိနတ်ကိုတင်ကြားပတယံနတ်ထိန်ဥစရွှေဖြင်းကြီးနတ်ကိုနတ်ထိန်ဒေါ်ညိုရွှေဖြင်းငယ်နတ်ကိုနတ်ထိန်ဒေါ်ကူးတို့အားတာဝန်ပေးအပ်ခဲ့ကြောင်းသိရှိရသည်မင်းနှုံးမင်းသည်လည်းပြင်စမတင်္ဂယနာတင်မင်းကောင်းမင်းမြတ်တပါဖြစ်ပါသည်သို့သော မင်းနှုံးမင်းသည် ပုပ်ပါဒေတာကို စီယုံရေးအသွင်ဖြစ်တိမ့်သွင်းခဲ့ဟန်ရှိ၏ ပုတ်ပါမျိုး၌ဒေတာခန်တူဖြစ်ဟန်တူသူဥမုံကို30နိုဝင်ဘာ1892ခုနှစ်တွင်မြို့အုပ်ရာထူးခန့်အပ်လိုက်ပါသည်၎င်းဥမုံမှာအင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအတွင်းကမြန်မာတပ်ကြီးတဒက်ကိုဥဆောင်တိုက်ခိုက်ခဲ့သူလည်းဖြစ်၏နိုင်ငံရဲ့ခြားသို့တန်တမန်ခင်းလဲထွက်ခဲ့ဘူးပြီးအတွေ့အကြုံရင့်ကျက်သူတဦးလည်းဖြစ်ပါသည်။နောက်တွင်ထိုသူမှာပုတ်ပါဝင်ထောက်အဖြစ်ထင်ရှားလာပါသည်။

်ကဲ့ပါရှင်။စောင့်ကြည့်ဒီမှာပဲခေတ္တခဏရန်နာခွင့်ပြုပါနော်။နောက်ဆက်ရင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများရင်ဒီမှာရှင်။ကျေးဇူးပေးခြင်းကြပါစေ။နောက်ထပ်ပိုင်းစလေးတွေဖတ်ပြတဲ့အခါမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။